မေရောကြီးတံပေးစာတို့မေရောကြီးမေရောကြီးနဲ့ဥစဉ်ကအနိကအတူရှိနေကြရဆိုပေမဲ့မေရောကြီးတို့ဥစဉ်ပြောချင်တာတွေကိုသေချာပြောလို့မရနိုင်ဘူးဖြစ်နေတယ်။ဒါကြောင့်စာရေးပြီး ပြောလိုက်တယ်။မေရောကြီးရဲ့ ဥဒင်းတို့မိသားစုဟာအဝမှာအကောင်းလောကရံကောအဆိုးလောကရံမှာကြုံခဲ့ကြရပြီအခုဆိုအငယ်ဆုံးသားနှစ်ယောက်နဲ့ခမဲတော်ကြီးတို့ယဟန်ဖြစ်နေပြီမေတော်ကြီးလည်းယောဂီဖြစ်နေပြီဒါဟာလောကရံနဲ့ကအမျက်ရလိုက်တာပဲဆရာကြီးဥရွှေအောင်ရဲ့စာအုပ်မှာဖတ်ဖို့တယ် လူတယောက်ဟာဓမ္မလမ်းကြောင်းပေါ်ရောက်ဖို့ဆိုရင် နီးနှင်းနီးနဲ့ကြုံရတယ်ပရာစာယီကိတာဂေါရမီတို့ကလင်းသေးသားဆုံးနဲ့တောက အပူမီအပြင်းတန်လောင်မြိုက်ခံရလို့ဓမ္မလမ်းကြောင်းပေါ်ရောက်သွားတာသူတို့လိုပါရမီရှင်ကြီးတွေတော့ဒီလိုအကျန်းကြီးနဲ့ကြုံရတယ် ရှင်သာရိပုတ္တရာရှင်မောကလန်တို့ကြတော့အငိမ့်ပွဲကြည့်ရင်တည်းတံဝေကားရပြီဓမ္မလမ်းကြောင်းပေါ်အေးအေးလူလူရောက်ခဲ့ကြတယ်ဒီတော့မေတော်ကြီးရဲ့အစိုးလောရံနဲ့ဂျုံလေးချင်းမှငါ့ကိုဓမ္မလမ်းကြောင်းပေါ်တင်ပြနေတာပါလားလို့နှလုံးသွင်းမှာတံဝေကညာရှိမှဝိပဿနာညာဖြစ်မယ် အကောင်းလောကရံနဲ့ကြုံတဲ့အခါလဲမမြောက်ကြွပဲအနာဂတ်တွေပြင်ဆင်ထားရမယ်ကြိုးတင်ပြင်ဆင်နေဆိုတာရုပ်ဝတ္ထုတွေရှာဖွေစုဆောင်မှုတသက်ကိုပြောတာမဟုတ်ဘူးရုပ်ဝတ္ထုပစ္စည်းဆိုတာတွေကဘဝမှာအတိုင်းအလျောက်လိုအပ်ပေမဲ့တကယ်ပြင်ဆင်ထားရမှာကစိတ်တပါစိတ်ကိုပြင်ဆင်မှုဆိုတာကလည်း တရားပဲရှိတယ်လေတရားကိုစောင့်ရှောက်တဲ့သူကိုတရားကပြန်စောင့်ရှောက်တယ်ဆိုတာယုံဝိထုတွေပြည့်စုံလာတာကိုပြောတာမဟုတ်ဘူးလောကရန်နဲ့ကြုံတဲ့အခါမတုံ့လောက်ပဲနေနိုင်တာကိုပြောတာမေတော်ကြီးလူဆိုတာကအကောင်းလောကရန်နဲ့ကြုံရင်ตายရပြီအဆိုးလောကရန်နဲ့ကြုံတော့တုံ့လောက်ကြတယ် အဲ့ဒီတွေကကိုလော့အောင်လုပ်ရမယ်။ဘဝဆိုတာကြီးကမသေးချာမရေရာမှုတွေနဲ့ပြည့်နှံ့နေတာ။အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကြုံမသိနိုင်ဘူးလေ။မိမိတက်တန်းတစ်ဆော့အတွေ့အကြုံတွေကိုပဲပြန်ကြည့်။မမျော်မှန်းတာတွေဖြစ်ပြီ။မျော်မှန်းတာတွေမဖြစ်နဲ့။ဒီတော့အတွေ့အကြုံတွေက သင်ခန်းစာယူရမယ်။ ဥစဉ်ကတော့လူဆိုတာကိုလူမလူညံ့လူတော်ရဲ့လို့သုံးမျိုးခွဲကြည့်ခြင်းနဲ့သူတော်ဝအတွေ့ကြုံပဝင်းရင်ဖြစ်ဖြစ်စာဥစာပေကသင်္ကန်းကယိုးပြီးအနာဂတ်အတွက်ပြင်ဆင်တဲ့လူတို့လူတော်ဘောမိမိကိုယ်တိုင်ကြုံတွေ့ကမှနောင်နာရပူပန်ပြီး ပြင်းစင်တဲ့သူလူညက်မိမိကိုယ်တိုင်းကြုံတွေ့နေပါလေနောင်နာရမှမသိပြင်းစင်ရကောင်းမှမသိပဲမောဟအကြီးတဲ့သူကလူမိုက်ပဲမေတော်ကြီးလူဆိုတော့အတွေ့အကြုံမဆုံးနိုင်ဘူးလေဒီတော့မျက်စိဖွင့်နားဆွင်ပြီးပဝင်းကြီးကိုလေးလာရမယ်ကိုကလူတော်ထဲမပါရင်တော့ လူမိုက်တော့မပစ္စည်းနဲ့ပေါ့လောကကြီးမှာကလူမိုက်ပေါ်တယ်စလိတ်တော့ရင်ယောဂရတယ်လို့ပြကြပေးမယ်တောက်ကြတာပါပဲကိုယ်တိုင်းစလိတ်တော့လို့အစုပ်ယောဂဖြစ်နေတာတော့တကယ်မဖြတ်ချင်ကြဘူးဒီတဲ့ပဲမယ်ဒီတဲ့ပေါ်ပဲမယ်တော့ကြီးအခုဦးစင်းပြောမှာတွေအသေးချဖတ်နော် ။ဦးဇင်းရကျမ်းမာရေးချိန်တွေကအဆိုးအဝါဆုံးချိန်တွေမှာရှိနေမှာမေတော်ကြီးတည်တယ်။ဦးဇင်းကိုကြည်ပြီးမေတော်ကြီးစိတ်မကောင်းဖြစ်နေရဆိုတာလေဦးဇင်းသိပါတယ်။ဦးဇင်းခံစားနားလည်ပြီးနိုင်ပါတယ်။အငယ်ဆုံးသားလည်းဖြစ်ကျမ်းမာရေးကလည်းကျူချာလွန်းတဲ့ตายဟန်ဖြစ်တာမို့မေတော်ကြီးတော်တော်ခံစားရပါဘော။ ဒါပေမဲ့ဒါကအမှန်တရားမဟုတ်ဘူးနော်တကယ်တမ်းမှာဥစဉ်ကိုကြည်ပြီးခန္ဓာရင်ရှိအောင်ကြိုတင်ပြင်ဆင်ရမှာ ဟုတ်တယ်မေတော်ကြီးဥစဉ်ကိုယ်တိုင်သိရင်ဆိုတာကြီးကိုရိုးရိုးလေးမြင်နိုင်အောင်လေ့ကျင့်နေတယ်အထိုက်လျှောက်လဲအောင်မြင်ပါတယ်ဥစဉ်တေမာကကျင်းတည်ပါတယ်အခုနဲ့နောင်ပဲကြွာတာပါ သေးတယ်ဆိုတာကလည်းဥစဉ်မှာမဟုတ်ပါဘူးလူတိုင်းကြုံတွေ့ရမယ်ရပဲဒါပေမဲ့နှလုံးသွင်းလေ့ကျင့်မှုနည်းလေတော့ကိုယ်တိုင်းကြုံတွေ့ရင်ကြောက်တယ်ရင်မဆိုင်ရဲကြဘူးအဲ့ဒီလိုမဖြစ်စေနဲ့မေတော်ကြီးသေခြင်းတရားကိုစက်စက်နှလုံးသွင်းပြီးတေခြင်းကိုစိတ်ချလက်ချလက်ခံနိုင်ပြီဆိုရင်မတေခင်ကြုံတွေ့ရမယ့်လောကဓာတ်တွေကို အသေးအဖွဲဖြစ်မြင်လာပါလိမ့်မယ်သက်ရှိတရဝါရရဲ့စုံမှတ်ကပြီးခြင်းပဲမတည်ခင်နာရာအိုရာကပြီးခြင်းတွေနာပြဥပြတာပါဦးဇင်ဟာတိတ်ကံကြောင့်ရောလက်ရှိဘဝအနေတိုင်းညံဖြင်းခဲ့မှုအတွက်ကြောင့်ပါခီလာနာဘဝကိုရောက်လာတာဒါတွေကကံရဲ့ပုံရိပ်တွေ ဒီတော့မေတော်ကြီးရဲ့ကံရဲ့ပုံရိပ်တွေကိုကြည့်ပြီးကောင်းကံကို အတောင်နံဆုံးထူတော်မှာခန္ဓာရဲ့အဖြစ်ကိုကြည့်ပါအနတ္တသဘာဝကိုနားလည်အောင်လေ့လာပါသိရင်ဆိုတော့တကယ်တော့အနတ္တသဘာဝပဲလေဒါကြောင့်စင်ញင်ပြရတယ်ပိဋကစာပေထဲမှာသိခြင်းနဲ့ပတ်သက်ပြီး မတုံမလို့ယူဆိုင်သွားတဲ့လေသမားမိသားစုလေးတစုရှိတယ်။သူတို့ခေတ်ကမေရိုကြီးတို့အခုရှုပ်ပွားနေတဲ့ဝိပဿနာဆိုတာမပေါ်သေးဘူး။တည်ခြင်းသဘောကို အဖန်ဖန်ဆင်ញင်းနဲ့မရဏနုဒ္ဓတိဆိုတဲ့ကမ္မထံပွားနေကြတာ။သဘာဝတရားဖြစ်တဲ့ဘေးရာကိုမစုအကျဉ်းချင်းရင်းနှီးအောင် လေ့ကျင့်ထားရင်စိတ်ကွန်အားတွေတက်ပြီး အဲ့ဒီအရာကိုထူးဆန်းတယ်လို့မထင်တော့ဘူးဒီသဘောကိုနားလည်ထားတဲ့လယ်သမားမိသားစုကသိတတ်တယ်ဆိုတာကိုအမြဲတမ်းစင်ရင်ပွားများနေတာပေါ့တနည်းတော့လယ်သမားကြီးအာဖလေထုံနေတော့တားကိုမွေကြိုက်လို့တည်သွားခဲ့တယ်လယ်သမားကြီးအတွက်အာကိုရတဲ့တားကြီးဆုံရှုံလိုက်ရပါပြီ ဒါပေမဲ့ तू မတုံလို့ဘူး။ตาမဖြစ်ရဖြစ်စဉ်တစ်ခုနေနဲ့နေနေ။အာကောင်းစွာ ပွားများထားတဲ့တီကသူတို့ရဲ့တောကစိတ်ကအနိုင်ယူထားတယ်။ပွားများတဲ့ဘာဝနာအာဘလောက်တိအစွမ်းထက်ထရောက်တယ်လဲဆိုရင်နတ်ပြည်ကတရားမင်းတော်မနေနိုင်ပဲ။စင်မီစုံစမ်းပါတယ်။ လေသမားကြီးကတော့ယောက်ျားသားမို့ထားပါတော့၉လလဲ၁၀လအသက်နဲ့ရှင်ပြီးမွေးထုတ်ထားရတဲ့မိခင်မချင်ရင်မတန်းရအောင်နှိုးကြိုတိုက်ကြွေးပြီးအိပ်ပြက်အစာပြက်နဲ့ဒုက္ခကံပြုစုဆောင်ရှောက်ခဲ့ရတဲ့မိခင်အရင်ကြီးကမတုံလုံးပြတော့အကြမင်းကြီးတိတ်အံ့ဩတာပေါ့ရှင်မ ရှင်မဟာလုံးသားနုနေတဲ့မိမသားဖြစ်ပါလေခင်နဲ့။ตาရင်တယောက်လုံးတည်ဆုံးလာတာ။ဘာကြောင့်မကူမငိုကြွေးရတာပါလဲလို့မေးယူရတော့တယ်။မိခင်လုံးသူရဲ့အဖြေကလည်းညင်းလိုက်တာ။သူ့ကိုကျွန်ုပ်ကလာပါလာပါလို့မခေါ်ဘူး။သူလာခဲ့တယ်။အခုကျွန်ုပ်ကပြန်มาပြန်มาလို့မနေမဲနဲ့သူပြန်သွားတယ်။ ဒါကြောင့်စလုံးမငူပါတဲ့မေတော်ကြီးရေဒီအဖြစ်ပြတာမန်မျက်စိနဲ့ကြည့်ရင်တော့လောကဖြစ်စဉ်ကြီးနဲ့ပြောင်းပြန်ဖြစ်နေတာပေါ့လောကမှာကသာတည်ရဲဆိုရင်မိခင်ဖြစ်သူကယုံယုံတော့အုံအုံငူပြနိုင်မှတဘာဝကြသလိုမြင်ကြတာကိုငူပဲခတ်တီတီနေပြတဲ့မိခင်ဆိုရင် အမေရင်မဟုတ်ရဲ့လားကရုဏာစိတ်မှရှိရဲ့လားလို့အပြစ်မြင်နေကြတယ်လူအများစုကတန်ရောစဉ်ဆိုတာကိုအပြစ်မမြင်ဘူးတကယ်တော့တန်ရောစဉ်ဆိုတာကကိလေသာမိပါအယံကို ပူလောင်တာပူလောင်တဲ့အရာကိုလက်ခံထားလို့သိမှာမလားဖြတ်တော့ပြရမှာပေါ့ ဒီလိုပြောလို့တချို့ကြိုက်ကြမယ်မထင်ဘူးသူတို့ကတာယောစဉ်ဖြတ်တယ်ဆိုတော့မခေါ်မပြောမကြည့်မရှုမစောင့်ရှောက်ပဲနေတာလို့မှတ်ထင်နေကြတယ်ဒါကိုပဲဥဥပ္ပခါပြုတယ်လို့ပြောကြတယ်ဒီသဘောမျိုးလေးလောကမှာကျင့်သုံးနေကြတယ်တန်ယောစဉ်ဆိုတော့နဲ့ဥပ္ပခါဆိုတဲ့သဘောတရားကိုနားမလည်ကြဘူး ။တန်ရောရင်ဆိုတာပုဂ္ဂိုလ်တရားသဘောမဟုတ်ဘူး။စန္နရာကတရားသာဖြစ်တယ်။မိခင်ဟာတားရဲ့တန်ရောစင်မဟုတ်သလိုတားဟာလည်းမိခင်ရဲ့တန်ရောစင်မဟုတ်ဘူး။သူတို့နှစ်ဦးတူဦးတူချစ်ခင်တွေ့တာနေတဲ့တရားလေးကိုသာတန်ရောစင်လို့ခေါ်တာ။ဒါကိုဗုဒ္ဓစာပေတွေမှာဥမာပေးထားတာတစ်ခုရှိတယ်။ နွားဖြူတကောင်နဲ့နွားနဲ့တကောင်ကိုကျိုးနဲ့တွဲချီထားရင်နှစ်ဖြူဟာနနဲ့ရဲ့တန်ရောစင်မဟုတ်လို့နနက်ကလည်းနှစ်ဖြူရဲ့တန်ရောစင်မဟုတ်ဘူးသူတို့နှစ်ကောင်ကိုယုံမရချီထားတဲ့ကျိုးကတန်ရောစင်ဖြစ်တယ်တန်ရောစင်ကနှောင်ဖွဲတတ်တော်တရားဖြစ်တယ်နှစ်ဖြူနဲ့နနက်ကတော့နှောင်ဖွဲအပ်တော်တရား အယောဇနီယာလို့ခေါ်တယ်။ဟုတ်တယ်မေတော်ကြီးရဲ့။ဒါကိုနားလေထားမှဖြစ်မယ်။မိမိရင်ထဲကတဏှာကိုမဖြတ်ပဲသာသမီကိုဖြတ်ယုံနဲ့တန်ရောစဉ်ဖြတ်တယ်မမိဘူး။တချို့ဆိုကြည်လေ။မိဘအာသမီအူးဦးသေးဆုံးသွားခဲ့တာတော့သူကြံခဲ့တဲ့ပစ္စည်းလေးတွေသူနေခဲ့တဲ့နေရာလေးတွေကိုကြည်ပြီး လွမ်းဆွတ်တာသာဖြစ်နေကြသေးတယ်မဟုတ်လားဘယ်မှာတန်ရောစဉ်ပြတ်ကြလို့လဲမေတော်ကြီးဦးစင်းတို့တွေကတန်တရာတကွင်းကခဏတွေးကြတဲ့ဧည့်သည်တွေပါ အခုလိုကြုံညဆုံကြတော့ချိန်မှာကိုတာဝန်ကိုကြည်ဝင်ရမှာပေါ့မသေးခင် ချိန်မှာတန်ရောစဉ်ဖြစ်တဲ့ဆိုပြီးပုပ်ကူကိုစွန့်စရာမလိုပါဘူး မိဘကလည်းမိဘတောင်းဝန်သားသမီးကလည်းသားသမီးတောင်းဝန်ကြည့်ခွဲခွာခင်ကြလဲပါဝန်းနေစရာလိုတယ်မိမိဘကတာဝန်ကြည့်ပါလျက်ကင်းနဲ့နားရဲဦးရဲတီးရဲဆိုတာကြုံရတာကသဘာဝတရားမို့အဲ့ဒါကို ဥပိ္ပခာနဲ့နေရမှာ ဥပိ္ပခာဆိုတာဘာမှမလုပ်ပဲလလုံစပဲကြည်နေရမယ်လို့ဆိုလိုတာမဟုတ်ဘူး ဥပ္ပခါကိုတီးလို့အလွဲ့အဓိပ္ပာယ်ကောက်တာကလူပြင်းလူညက်တာဝင်မယူခြင်းနဲ့သူတွေရဲ့စိတ်ဓာတ်ပါအခုဆိုရင်မေရိုကြီးလည်းအိုပြီဦးစင်းလည်းယောဂနှိမ့်ဆက်တာခံရရပြီဒါတွေမဖြစ်အောင်ဘယ်သူမှမတတ်နိုင်ကြဘူးအနတ္တဘောဒီစိတ်နဲ့တူဦးတူဦးဆောင်ရှောက်ရင် ဥပ္ပခာနဲ့နေနိုင်အောင်ကြိုးစားရမယ်မေရိုကြီးကငင်းငေးကလေးကခြေတစ်ဖက်မတန်လို့ဂျိုင်းနှောင်းနဲ့နေခဲ့ရတယ်ဒုက္ခိတာဆိုပေမဲ့ရှေဖုံးရှေကံကောင်းကြောင့်ခမဲတော်လိုတစ္ဆာရှိတဲ့ယောက်ျားနဲ့တွေ့ပြီးအရာရှိကြော်တော်ဖြစ်ခဲ့တာပြီးတော့ပုံရှင်ကံရှင်လို့ဆိုရမယ်သားယောက်ျားကြီးပဲလျှောက်ရခဲ့တယ် အိမ်အောင်တောင်းသာသမီတာဝန်တွေကိုဂျိုင်းတော့တစ်ဖက်နဲ့ခြေပုံအောင်ထမ်းဆောင်ခဲ့တယ်။အခုဆိုတာယဟန်ကိုအနိကပြုစုနေရတဲ့တာဝန်ထပ်ပြီးထမ်းနေရတယ်။မေတော်ဤဘက်ကတာဝန်ကြီးပါပြီ။ဦးစင်ကတော့ဖုံးကန်ကြီးမှပြီးလတ်လာပါပေါ်များတဲ့ယဟန်မဟုတ်လေတော့မေတော်ကြီးကိုပစ္စည်းနဲ့မထောက်ပံ့နိုင်ဘူး။ ဓမ္မနဲ့တော့တောက်ပနိုင်ပါတယ်။ဥစဉ်ကိုယ်တိုင်လည်းပစ္စည်းတဲ့ဓမ္မနဲ့ပဲပိုးပြီးကြည့်သူဆက်စင်တယ်။ဒါမှဥစဉ်ဘက်ကတာဝန်ချိန်မှာမေတော်ရခုဆိုရင်ဘုံရင်เจ้าမှာလာအနေများတော့တတိပီးရာရှိတာပြရအောင်မယ်။ရှင်ယဟန်ဒီနဲ့ဆက်ဆံတဲ့အခါအတိတာပါအထူးသဖြင့်ကိုရင်လေးတွေနဲ့ဆက်ဆံတဲ့အခါပေါ့ ကိုမြေအွယ်လေးဒီပဲဆိုပြီးမယုံမသိမဆက်ဆံမိပါသေးနဲ့မိမိရဲ့ကိုရေးကိုယ်တာကိစ္စအတွက်မခိုင်းမိပါသေးနဲ့ကိုရင်ဆိုပြီးမြတ်စွာဘုရားရှင်ရဲ့သားတော်တွေပါလူထက်သီလအများကြီးတာပါတယ်နောက်ပြီးចောင်းဝင်းနေပါနေတဲ့အတွက်မိမိရဲ့တတွေးကစအမိုက်တရအညစ်ကြီးကိုတွေ့ရမစွန့်ဖြစ်ပါသေးနဲ့ လူတွေစွန့်ပစ်တဲ့အမိုက်တရိုက်ကို ရှင်ယဟန်နေတိမ့်စီရှင်းလင်းရတယ်ဆိုတာမသိတော့ပါဘူးတချို့ကငါတို့ကဝိပဿနာသမားဆိုပြီးတော်ယုံရှင်ယဟန်ကိုအယူသေးမပြီးနိုင်ကြဘူးတငယ်ချင်းလိုပြောဆိုဆက်ဆံကြတယ်သူတို့စိတ်ထဲမှာကြောင်းထိုင်ဆရာတော်နဲ့ဓမ္မကတိကလာကိုသာဘုံကြီးလို့ထင်နေကြလားမသိပါဘူး ဘသူတွေဘာဖြစ်ဖြစ်ဒီထက်ကိုမပါစေနဲ့တရားသမားဆိုတာတရားအထုတ်လေမာနပူကြလေပဲဖြစ်ရမယ်ဒီလိုဖြစ်မှလည်းတရားအထုတ်နေမှန်ပဲမေရိုကြီးလည်းကိုယ်စိတ်ကိုစစ်စေးပါတရားအထုတ်နေပါလျက်ခင်နဲ့တဏမာနဒိဋ္ဌိအိုကြီးထွားလာပြီဆိုရင် ငါမှားနေပြီဆိုပြီးပြုတ်ရင်မှာသာသနာနဲ့တွေ့ဖို့ကနောင်ဘွားတွေမှာမလွယ်တော့ဘူးတန်ခါပစ္စည်းကိုအလွဲသုံးစားမလုပ်မိပါစေနဲ့အသေးအဖွဲကစားရှောင်ပါဘုံကြီးကြောင်းဆိုတာမိမိအတွက်ကုသိုလ်ယူရနေရပဲဖြစ်ပါစေတန်ခါပစ္စည်းကိုအလွဲသုံးစားလုပ်မိတဲ့ အိမ်ပိတာရာမင်းကြီးရဲ့ဆွေမျိုးပြိတ္တာတွေကြောင့်ကိုတတိယအစားတလုကအစားရှောင်းစကားကိုပြည်စလည်းမပြောပြီးစင်းနဲ့အသေးအဖွဲဆိုပြီးလည်းမလိညာမိပါစေနဲ့မြတ်စွာဘုရားလောင်းတော်ပါရမီဖြည့်စင်ကာလမှာတခြားအကုသိုလ်ကံတွေကိုအထိုက်လျောက်ကျူးလွန်မိပေမဲ့မူတာဝါရကံကိုတော့လုံးဝမကျူးလွန်ခဲ့ဘူး လိန်ရဲတဲ့လူကအခြားအကုသိုလ်ကံတွေကို လုပ်ဖို့ဝင်မလေးတော့ဘူးလေ။အေးမေတော်ကြီးရေပြောစရာကတော့ကောင်းမှမဟုတ်ဘူး။စာကလည်းရှိသွားပြီ။နောက်အလင်းသိရင်ထပ်ရေးပါဦးမယ်။နောက်ဆုံးမှာခြင်းနာကတရားသမားဆိုတာယူသားဖို့လူတွေဆိုတာပါပဲ။ယူသားရဲ့ဆရာ အရှိပါရဲ့။ ဒီစိတ်အရင်ငယ်နဲ့လောကရန်ကိုတိုက်ပါ။တိုင်းကြီးကိုမြတ်စွာဘုရားပြေးတာပါပြီ။ဥစဉ်လည်းတိုက်နေပါရဲ့။တိုက်ရင်နဲ့သိကြရအောင်မေတို့ကြီး။အရှင်ပညာသီရိရမကျွန်း